ဒါအဲ့တော့အဲ့လိုမျိုးကိုကိုယ်တိုင်မကြင်ကြံရင်နိုင်ရင်လည်းတမှုနေရာမယူနဲ့ဟမ်ငွေချင်းများအလုံးမိကလာပတ်ချုံထွန်ဘလော့ကနဲ့ပြန်လဲချုံဆုံလိုက်ပါတယ်နော်ဒီနေ့ကတော့ကျွန်တော်ပြန်လဲမြောက်ဝင်ပေးသွားမှာကတော့ဟုတ်ပြီလားဆိုရင်ကျွန်တော်ပြောနေတာလေးကြားတော့ဘုံတုဒ္ဒနဲ့လိမ့်နာထောင်ကြည့်မယ်နော်မကြင်တဲ့တရားကိုမခေါ်နဲ့အခုတကယ်ကြင်ညာအားထုတ်နိုင်မှသာလျင်ဒီအောက်ကရင်းပေါ်ကြီးကိုဒီစားလေးကြက်မှတ်နိုင်မှဖြစ်တယ်အဲ့တော့အဲ့လိုမျိုးကိုကိုယ်တိုင်မကြင်ကြံရင်နိုင်ရင်လည်းတမှုနေရာမယူနဲ့ဘူးလား อืมใช่เนาะกูไม่ลงไหนแล้วกูไอ้เนี่ยกูอยู่นะอยู่นี่แหละอีกก็เราเราดูดีชิดแต่ตะคู่กูเตะพี่แล้วดูดีสอดแต่คามาตะเยอคันกันนะดีเอ่อเราอ่ะดีชิดแต่มาเยจีซองอ่ะไม่น่ากันหมดชิดแต่มาเยจีซองอ่ะไม่น่าทําหมดปะเนาะแกหอบนะเราจิมเนาะซาซองอะถ้าเอ่อดิอะถ้าอ่ะไม่ไปกูแกหมู่สนิทเยจีเนี่ย ဆိုတော့ဒီရဲဘော်တွေကအမိတ်နာခံမှုဆိုရင်အဲ့ဒီအမိတ်တွေကအရန်ကိုကြိကြပြီးတေချာဖို့လိုတယ်အဲပြီးရင်နောက်တစ်ခုကအမိတ်ပေးတဲ့သူရဲ့တမာတမဆံမှုအရန်ရေးကြည့်ပါတယ်အဲတကယ်လို့ဒါကျွန်တော်တို့ကအမိတ်ပေးတဲ့သူကဒါကိုပြီးစလေပဲပေးတယ်ဆိုရင်တော့လကောင်းဒါမှမဟုတ်ရင်အဲကျွန်တော်အဲ့သူရဲ့တမာတမကြမှုခါဟိုအောက်ကရဲဘော်တွေကမိခွန်းထုတ်ကြရှိရဲဆိုရင်တော့လည်းကောင်းကျွန်တော်တို့တော်တော်လေးအဲရဲဘော်တွေမှာအခက်အခဲကြုံရတယ်ပေါ့ကျွန်တော် ဟုတ်နော်ဒီကတော့ဟိုကျွန်တော်တို့ DPLA ဆိုရင်ကျွန်တော်တို့ကဒီအအထောက်အမေပေးကုကဲမှုတော်တော်လေးတင်းတင်းကြပ်ကြပ်ကင်ပေးထားတဲ့တက်ဖြစ်ပါတယ်ဆိုတော့ဒါကြောင့်တက်မှုတွေကိုလည်းအဒီစာ train ရတယ်ဝင်တကယ်လို့တက်မှုတွေကအဒီစာမလုထားဘူးဒီစာမတိဆောက်ထားဘူးဆိုရင်တော့အဲကျွန်တော်ဒီအမိတ်နေတာတလွဲဖြစ်ပြီးတော့အောက်မှာမျက်နာတွေကရဲပေါ်နေဖြစ်တာပေါ့နော်တကယ်မြေပြင်မှာအဥဆောင်နေရတဲ့ အဲရဲဘော်တွေဖြစ်ပါတယ်ဆိုတော့ဒါကြောင့်ကျွန်တော်တို့ကဒီအမိတ်တွေကိုပို့ပြီးတော့အဲစနစ်တကျဖြစ်ဖို့နောက်တစ်ခုကဒီတက်ဖလိုတွေကပို့ပြီးတော့အာဟိုခိုင်မာဖို့လိုတယ်ဗောနော်ဒီပြီးပြီးရောလုံးလုံးမရဘူးဟုတ်နော်ပြီးပြီးရောလုံးလုံးမရပြီးပြီးရောလုံးလုံးရအောင်ကတက်သားတွေပဲအတူကမြေပြင်မှာတိုက်ခိုက်နေတဲ့လူတွေပဲထိနာတာဗောနော်အဲဒါမဲ့တခုတော့ရှိတာဗောဗျာဒီရဲဘော်ဆိုတာကတော့တက်ဖူးရဲ့နေရာကို ရောက်ပြီးတော့တွေးလို့မရတာရှိနိုင်တယ်။ဒီခါလေးကတော့အဲကျွန်တော်တို့ဒီရဲဘော်တွေစဉ်းစားတယ်လို့တမူးကမစဉ်းစားနိုင်ဘူး။အာ sorry တမူးတွေစဉ်းစားလို့ရဲဘော်ကမတွေးနိုင်တာရှိပါတယ်။ဟုတ်။ဘာလို့လဲ။အဲအဲ့လိုအမြင်ကျကျစဉ်းစားနိုင်တဲ့သူကိုပဲကျွန်တော်တို့တမူးဖြစ်ခံသဘောတရားရ။ဆိုတော့ဒီတမူးတွေဒါစနစ်တကျမလုပ်ထိုင်တက်ကပြတ်ဖို့တာရှိပါတယ်။ဘာလို့လဲ။ဒီကိစ္စအရာရာအားလုံးမှာတမူးပေါ်မှာတည်မြဲရတယ်။အဲဆိုတော့ ကျွန်တော်တို့ကဒီပြစ်မှုတစ်ခုကျူးလွန်ခဲ့ရဆိုရင်တော့မှာပဲအဲဒီအမိန်ပေးခံရတဲ့လူတဲ့အမိန်ပေးတဲ့လူမှာတာဝန်ကိုရှိတာอืมမိန်ပေးခံရတဲ့လူကမိန်ပေးတဲ့လူမှာပုံပြီးတာဝန်ရှိတာပေါ့နော်သူကလောက်ခိုင်းတာဝတ်တကသူရဲ့ဒီဥပဒေရဲ့လုံခြုံလုံနည်းမှာလည်းအဲပြောရမယ်ဆိုရင်ဒီအမိန်ပေးခံရတဲ့လူမှာလည်းတတ်တတ်မှုတာဝန်ယူမှုတော့ရှိရတယ်တို့တော့လည်းပဲအဓိကတာဝန်အရှိဆုံးသူကကွန်မန်ဒါပဲအမိန်ပေးတဲ့လူပဲဖြစ်တယ်ဆိုတော့ ဒီသူပေးလိုက်တဲ့အမိန့်ရဲ့အကျိုးဆက်တရားလုံးကအမိန့်ပေးတဲ့သူပါပဲတာဝန်ယူတာဝန်ခံရမှာဖြစ်တာအဲ့တော့တက်ရဲ့ဘောတရားဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကအများသောအားဖြင့်အဲကျွန်တော်တို့ဒီစစ်တပ်တွေတိဆောက်တဲ့အခါမှာအဲအောက်ကရဲဘော်တွေအမိန့်နာခံမှုပဲတိဆောက်ရရှိပြီးတော့အဲ့ဒီအမိန့်တွေပေါ်မှာတာဝန်ယူမှုတာဝန်ခံမှုရှိဖို့အတွက်တက်မှုတွေကိုဟိုဟိုရှင်းပြတာသူတို့ရဲ့တာဝန်တွေကဘယ်လောက်ထိကြီးလေးရဲ့သူတို့ရဲ့အမိန့်တွေကဘယ်လောက်ထိအရေးပါတယ်ဆိုတော့ပြောပြတာ အာနေတာကိုပြေးရလေးရှိပါတယ်။အဲဒါကြောင့်ကျွန်တော်တို့ကစစ်တပ်တစ်ခုတိစောက်တဲ့အခါမှာအထက်အမိဘေးကူပေးမှုစနစ်ခိုင်မာရုံနဲ့မကဘူး။အရှင်းရဲ့အရှင်းရဲ့တာဝန်ယူမှုတာဝန်ခံမှုရန်ရာလေအာကောင်းမှုလို့လဲဆိုတာ။ဟောနော်။အမြဲထက်ပြိုးလေးရှိပါတယ်။ဘာလို့ဆိုတော့ဟိုအောက်ကရဲဘော်တွေအမိန်နာခံရုံနဲ့အရှင်းမပြေဘူး။ဒီအမိန်ဒီမှားတာတော်တော်ကောင်းမှန်တာတော်တော်ကောင်းအကုန်လုံးအထက်ရှင်းရှင်းကနေတာဝန်ယူနိုင်မှသာလျှင် အဲဒါဟာခိုင်မာတဲ့တက်တခုဖြစ်မယ်ဆိုတာကျွန်တော်တို့အဓိကအပြောလိုခြင်းဖြစ်အမှန်နဲ့လှိုင်းနေဖြစ်တယ်နော်ဟုတ်ပါတယ်သူတမင်းတော့ကျွန်တော်တက်ထဲမှာအရင်ပြောလိရှိတာကတော့ဗာလဲဆိုကိုမကျင့်တဲ့တရားကိုမဟောနဲ့ပေါ့ကျွန်တော်တို့ကိုယ်တိုင်ဒီတက်မှုတွေကိုယ်တိုင်ကျင့်ကြံအားထုတ်နိုင်ကြမ်းမရှိတဲ့ကျင့်ဝတ်တွေစည်းကမ်းတွေကိုကျွန်တော်ချမှတ်လို့မရဘူးအဲ့ဒါအရင်ရေးကြည့်တယ်အဲကျွန်တော်ပြောလိုပဲကျွန်တော်ကျွန်တော်ခြေတန်းတော့အတင်ရပါတယ်ဒီ မှန်တန်ခြင်းနဲ့ရဲရင်ခြင်းပေါ့နော်ဆရာကြီးစုလောင်းအောင်ကြီးဟာဒီသူသူတစ်ခေတော့ကျွန်တော်တို့ကဒီကိုယ်လုတ်တဲ့လုတ်ရက်တစ်ခုဟာကိုကိုတိုင်းမှန်မှန်ကန်ကန်ရှိရလုတ်ပြနိုင်မှာတာ။မှန်နေနေဖြစ်လို့ပါ။အဲအဲ့ဒီဟာကိုကြက်မဲ့ဖို့အတွက်တမှုမှလည်းအားရှိမှာပေါ့နော်။တကယ်လို့သာကိုကဒီစီကန်မလိုက်နာပဲနဲ့ဒီစီကန်ကိုအောက်ကရဲဘော်တွေတက်တဲ့ချမှတ်ထားမယ်ဆိုရင်အဲ့ဒီစီကန်ဟာအကြာကြီး အဲခံမြင်မှာမဟုတ်ဘူးရဲဘော်ရီပေါ်မှာလည်းတက်ရောက်မှုရှိမှာမဟုတ်ဘူးတင်းကျပ်နိုင်တဲ့စီးနောင်မှုအားလည်းရှိမှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်မြဲပြောတာကတော့ကျွန်တော်အောက်ကဒီတန်မှုလေးပြောတာကကိုမကျင့်တဲ့တရားကိုကိုမဟောနဲ့ကိုတကယ်ကျင့်ဉဏ်အားထုတ်နိုင်မှသာလျှင်ဒီအောက်ကရဲဘော်ရီကိုဒီစားလေးကြက်မှတ်နိုင်မှာဖြစ်တယ်အဲတော့အဲ့လိုမျိုးကိုကိုယ်တိုင်မကျင့်ကြံရင်နိုင်ရင်လည်းတန်မှုနေရာမယူနဲ့ဘူးလားဒါယူယူလေးပဲဆိုတော့ အဓိကတော့ကျွန်တော်တို့ကဘယ်တန်ဖိုးကိုမဆိုဖြုတ်ချနိုင်တဲ့ရှိတဲ့ institution ဖြစ်ဖို့လိုတယ်။ဟုတ်နော်။အဲတခုခုဆိုရင်ဒီတန်ဖိုးမျက်နှာနဲ့မျက်နှာထောက်နေရတဲ့အခြေအနေမျိုးဆိုတော့အဲရည်ရှိမှာပြက်နာရှိနိုင်ဘူးမကျင့်တဲ့တရားကျောင်းပြရအောင်ဆိုရင်ကျွန်တော်ဘုသူ့ပြနဲ့လေးပင်နှောင်ချေတာပါကျေစုတင်ပါတယ်နောက်တော့ပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်